အမေရိကန်အထက်နဲ့အောက်လွှတ်တော်တို့ကမဲခွဲအတီးပြုတ်ပေးလိုက်တဲ့အစိုးရရန်တရားတွေပြန်လည်ပတ်ရေးဆိုင်ရာဥပဒေမူကြမ်းကိုတမရဒေါ်နယ်ထရမ့်ကနိုဝင်ဘာလ12ရက်နေ့ညကလက်မှတ်ထိုးအတီးပြုတ်ပေးလိုက်တာကြောင့်အမေရိကန်အစိုးရလုံကနေတရားဝင်ပြန်လည်ပတ်သွားပြီးဖြစ်ပါတယ်။ It's an honor now to sign this incredible bill and get our country working again. Thank you. အောက်လွှတ်တော်ကဒီဥပဒေမူကြမ်းကို ထောက်ခံမဲ့ 222မဲကန့်ွက်မဲ209မဲနဲ့အတီးပြုတ်ပေးလိုက်တာမှာ Republican အမတ်အားလုံးနေပါနဲ့ Democrat အမတ်တချို့ကထောက်ခံမဲပေးခဲ့ကြပါတယ်။ဒါပေမဲ့လည်း budget တီးပြုတ်ရမဲ့အချိန်ရောက်တိုင်းနှစ်စဉ်အစိုးရလုပ်ငန်းတွေရပ်ပစ်လိုက်ရတာဒါမှမဟုတ်ရပ်ပစ်ရတော့မလို့ဖြစ်ရတာဟာအမေရိကန်နိုင်ငံရေးမှာအစဉ်လာတစ်ခုလို့ဖြစ်လာနေပါတယ်။အစိုးရပိတ်ထားတဲ့အတွက်ဝန်ထမ်းတွေလာစားမရတာအပြင်သူတို့နဲ့ထိဆက်နေတဲ့မိသားစုဝင်တွေပါစိတ်ညစ်ကြရတယ်လို့ ူတို့ဝယ်ယူအသုံးပြုနေတဲ့ဝန်ဆောင်မှုနဲ့တခြားစီးပွားရေးလုပ်ငန်းတွေအပေါ်မှာလည်းတည့်ရောက်မှုဖြစ်တာကြောင့်အမေရိကန်လူထုအကြားမှာလည်းဒီကိစ္စအပေါ်အတော်လေးစိတ်ပျက်နေကြပါတယ်။အစိုးရပိတ်ထားတဲ့ကာလအတွင်းလေကြောင်းခီးစဉ်နောက်နေ့ကြံ့ကြံ့မှုတွေရှိခဲ့တာကဒီကနေ့မှအနည်းငယ်တက်တာနိုင်ပေမဲ့လီယင်ခီးစဉ်900ဖြတ်ထားပြီးဖြစ်တာကြောင့်လေစိတ်တွေမှာအခက်အခဲတချို့တော့ဆက်ရှိနေဦးမှာပါ။ဝင်ငွေနဲ့သူတွေအဟာရပြည့်ဝရေးအစိုးရကငွေကြေးထောက်ပံ့ပေးထားတဲ့ food stamp ခေါ် snap အစီအစဉ်ဘယ်တော့ပြန်ဆနိုင်မယ်ဆိုတာကလည်း ပြည်နယ်တစ်ခုချင်းစီအပေါ်မှာမူတည်ပါတယ်။သမရအိမ်ပြူတော်ဘတ်ဂျက်နဲ့စီမံခန့်ခွဲရေးရုံးကလည်းဝန်ထမ်းတွေအားလုံး73ရက်ကြာသပတေးနေ့မှာအလုပ်ပြန်ဆင်းကြဖို့ညွှန်ကြားချက်ထုတ်ထားပါတယ်။အခုအတီးပြုတ်ပေးလိုက်တဲ့ဘတ်ဂျက်ဟာယာယီတာဖြစ်ပြီးဇန်နဝါရီလ30ရက်နေ့မှာကုံသွားမှာပါ။ကြားထဲမှာ2026ခုနှစ်အတွက်ဘတ်ဂျက်ကိုအတည်ပြုပေးကြရဖို့လိုပါတယ်ဒီကြိမ်အစိုးရလုပ်ငန်းတွေရပ်ခဲ့ရတဲ့အဓိကအကြောင်းရင်းကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် Affordable Care Act ကိုဒီမိုကရက်တွေနဲ့ဆွေးနွေးဖို့ဆန္ဒရှိကြောင်း သမနာထရောင်ကရော အောက်လွတ်တော်ဥက္ကဋ္ဌမိုက်ဂျွန်ဆင်ကပါပြောထားပါဗျ။မိုက်ဂျွန်ဆင်ကအောက်လွတ်တော်လူနည်းစုဒီမိုကရက်ခေါင်းဆောင်ဟာကင်ဂျက်ဖရီနဲ့ဒီကိစ္စကိုအပြန်အလှန်စာရေးစကားပြောမှုတွေဆရှိနေပြီလို့ပြောပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။